အားလုံးပဲမင်္ဂလာပါခင်ဗျာကျိန်းသားတွေကိုယုံကြည်ကြတဲ့တော်တော်များများကတော့ကျိန်းစာတိုက်တဲ့အခါမိုးချိုးပစ်ပါစေမွေကြိုက်ပါစေမြေမြိုပါစေလူညွန့်တုံးပါစေအစရှိသဖြင့်ကျိန်းစိုးတက်ကြပေမဲ့ကြောက်စဲဒေသတဝိုက်က လူတွေကတော့ဘာဖြစ်လို့ရွှေသိမ်းတော်စုပါစေဆိုပြီးကျိန်းစိုးကြတာလဲအဲ့ဒီဒေသမှာနေထိုင်တဲ့သူတွေကရွှေသိမ်းတော်စုပါသည်ဆိုတဲ့ကျိန်းစာကိုဘာကြောက်တရီထားပြီးတော့ရှောင်ရှားကြတာလဲနေရာတော်တော်များများမှာ အမှုအခင်းတွေရင်ဆိုင်ရတဲ့အခါတရားရုံးမှာတွားရောက်ပြေရှင်းကြပေမဲ့ဒီဒေသကလူတွေကတော့ရွှေတိန်တော်ဘုရားကိုသွားပြီးအဋိဋ္ဌံပြုတစ္ဆာဆိုတာတွေအဲ့လိုပုံစံမျိုးတွေနဲ့ဘာကြောင့်ဖြေရှင်းကြတာလဲဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးဒီနေ့ဗီဒီယိုလေးမှာတင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစုံတဲ့အထိ like ပါကြည့်ရှုပေးကြပါအောင်ဗျရွှေတိန်တော်မြတ်စွာဘုရားဟာမန္တလေးတိုင်းဒေသကြီးကြောက်စဲခရိုင်ကြောက်စဲမြို့ရဲ့မြောက်ဘက်နှမိုင်ခန့်အကွာ တင်တောင်းကြီးရွာမှာတည်ရှိပါတယ်ရန်ကုန်မန္တလေးမော်တော်ကားလမ်းနဲ့မင်းရဲထားလမ်းတို့ရဲ့အရှိတ်တင်တောင်းကြီးရွာရဲ့နောက်ဘက်မင်းရဲမြောင်ရဲ့အရှိတ်ရွှေတောင်ထီတော်ရဲ့တောင်ဘက်တောင်ချေရင်မှာတည်ရှိတာပါအရှိဘက်ကိုမျက်နှာမူပြီးမုတ်တစ်ခုတည်းသာရှိတဲ့ဇီဒီတော်လည်းဖြစ်ပါတယ်မုတ်ထဲမှာတော့စူတောင်းပြည့်ရွှေသိမ်တော်မြတ်စွာဘုရားကိန်းဝတ်ဆံပေတော်မူပါတယ်ရွှေသိမ်တော်မြတ်စွာဘုရားဇီဒီတော်ကိုအနောက်ရထာမင်းကြီးတည်ထားခဲ့စဉ်ကညံတော်၉00မြတ်သာရှိပါတယ် တက်ကရစ်1309ခုနှစ်မှာ ရွာသူရွာသားတွေကောင်းမှုနဲ့ညံတော်9000ကိုငုံကညံတော်73000မြင့်ကဒုတိယအကြိမ်တီထားကိုးကွယ်ခဲ့ပြန်ပါတယ်။တက်ကရစ်1356ခုနှစ်မှာတော့တင်တောင်းရွာသူရွာသားတွေနဲ့ကျောင်းဆယ်နေသူနေသားတွေအခြားဒေသကပုံကိုယ်တွေအပါအဝင်အများကောင်းမှုနဲ့ညံတော်73000ကိုငုံကညံတော်34000အမြင့်တို့မြင့်တင်ကပူဇော်ခဲ့ကြပါတယ်။အခြားဒေသက ပုံကိုယ်တွေချိန်ဆတဲ့အခါငိုကြိုးပြစ်ပါသည်ငွေကြိုက်ပါသည်မြေမျိုးပါသည်လူညွန့်တုံးပါသည်အစားရှိသဖြင့်ချိန်ဆတတ်ကြပါတယ်ဒါပေမဲ့ဒီဒေသကပုံကိုယ်တွေကထိုချိန်ဆချက်တွေအပြင်ရွှေသိမ်းတော်စုပါသည်လို့လည်းချိန်ဆကြပါတယ်နောက်ပြီးတော့ဒီဒေသကလူတွေအများစုကတော့ဒီချိန်ဆချက်ကိုသတိထားရှောင်ရှားကြပါတယ်ဒီဒေသအတွင်းမှာရှေ့ရခိုင်ကလေးကယခုအချိန်အထိတဦးနဲ့တဦးဆွဆွဲတရာကိစ္စတွေဖြစ်ပေါ်လာပါကအများအားဖြင့်တရားရုံးများ တရားပြန်ခြင်းထက်ဒီရွှေသိမ်းတော်မှာတရားပြန်ကြပါတယ်အဲ့ဒါကိုရွှေသိမ်းတော်ဝင်တယ်လို့လည်းခေါ်ကြပါတယ်တရားရုံမှာတရားစည်းရိတ်အကုန်အကျများပေမဲ့ရွှေသိမ်းတော်မှာတော့တရားလိုတရားခံအပတ်ကဖျောင်းနိုင်တယောက်တစ်ချောင်းစီဒါမှမဟုတ်ပန်တပွင့်စီသာဂုံပါတယ်အလွန်အမင်းချဲချွင်လိုပါကကတော့ပွဲတပွဲသာပူပြီးဂုံကြပါလိမ့်မယ်အမှုအတော့ဆောင်ရွက်ပေးရတဲ့ဂောပကအဖွဲ့ဝင်မှလည်းတရားလိုတရားခံနှစ်ယောက်စလုံးရဲ့လက်စားခြင်းလက်ယူခြင်းမပြုလို့ရပါဘူး ချောင်းမက်တီကြီးစွာနဲ့ရှေးရခင်တွေကယခုအချိန်ထိဂောပကအဆက်ဆက်ဆောင်ရွက်လာကြတဲ့ပုံစံလေးဖြစ်ပါတယ်။တရားပြိုင်သူတွေအားလုံးကဖျားမြောက်ဘက်ဇောင်းတန်းကနေဝင်ရပါတယ်။အခြားသူတွေကတော့တောင်ဘက်ဇောင်းတန်းကနေဝင်ရပါတယ်။အမှုသွားအမှုလာကိုနှစ်ဖက်စလုံးကဂောပကအဖွဲ့ကိုတွားရောက်တင်ပြကြရပါတယ်။ဂောပကလူကြီးများက ပထမဦးစွာခြေအေးကြရင်တောင်းပန်ပါတယ်။ မိသည့်ကိစ္စမိသည့်အကြောင်းအရာဖြစ်စေမိသူမှမသိသေးဘဲထိုးထိုးတက်တဲ့ကြေးအေးရန်တောင်းပန်ပါတယ်တရက်လိုတရက်ခန့်နှစ်ပတ်စလုံးကိုကြေးအေးကြရန်ဖြောင်းပြကြပါတယ်ဖြောင်းပြလို့မရတော့ဘူးဆိုရင်တော့ဖျားရှိမှဖျောင်းနိုင်နှစ်တိုင်ထုံးရတော်လကောင်ပန်းနှစ်ပွင့်ဆိုက်ရတော်လကောင်တစ္ဆာဆိုကြပါတယ်တစ္ဆာမဆိုမီနှစ်ဦးစလုံးဒါမှမဟုတ်နှစ်ပတ်စလုံးက၅ပါးတီလခံယူကြရပါတယ်မမကန်သူဘက်ကဖျောင်းနိုင်ခြင်းချင်း ပန်းညိုခြင်းဖြစ်သွားပါတယ်။ရှေးရခင်တွေကယခုမြတ်မောက်ခေတ်ထိဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာပေါင်းများစွာကိုလည်းဒီဖျားမှာမှတ်တမ်းတင်ထားတယ်လို့ဆိုပါတယ်။အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကတော့ကြောက်စဲနယ်ဘက်ကထူးဆန်းလာတဲ့ဂျိန်သားနဲ့အငင်းပွားဝဲရာ အမှုအခင်းကိစ္စတွေကိုဖျားမှာ တစ္ဆာဆိုဖြည့်ရှင်းကြပုံအကြောင်းအရာလေးကိုဗဟုသုတရပွဲတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်အခုလိုစိတ်ဝင်စားပဲဗီဒီယိုလေးတွေကိုနေ့စဉ်တင်ဆက်ပေးနေတာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe နှိပ်ခဲ့ပေးကြပါအောင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါတို့ဗျာ